အရက်တော့ပြီးတော့တရားအထုတ်တဲ့လူနဲ့အရက်တော့ပြီးတော့တရားအာမထုတ်တဲ့လူဘယ်သူကသာလဲအရက်တော့ပြီးတော့တရားအထုတ်တဲ့လူကသာတာပေါ့သူကတရားအထုတ်လို့နောက်အသိအမြင်တွေစင်ကြယ်လို့သူ့စိတ်ဓာတ်တွေပြောင်းသွားရင်ဒီအရက်ပြတ်သွားနိုင်တယ်ဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားကပြောပြန်တယ်ဦးဇင်းတို့တတိပဋ္ဌာနတန်ရုပ်မှန်နဲ့တူပါရဲ့၅ပါးတိလကိုပြည့်စုံစေခြင်းရင်တတိပဋ္ဌာန်တရား၄ပါးကိုပွားရတယ်တဲ့ဟောနောက်တစ်ခါဒီမိုင်းများ စိတ်တည်းအည်သွေးတွေမြင့်လာပြီဆိုမှသီလကလည်းပြည့်ပြည့်စုံစင်ကြယ်တဲ့သဘောရှိတာနော်သီလတွေလုံးဝစင်ကြယ်သွားပြီးတော့မှဟိုပညာပိုင်းကိုစရမယ်သတိပဋ္ဌာန်ပိုင်းကိုစရမယ်လို့ဒီလိုဆိုလိုတာမဟုတ်ဘူးဟုတ်လားတခါတည်းပူးတွဲပြီးတော့ပါသွားရမှာဟုတ်လားအဲ့ဒါလိုလုပ်တဲ့ကြားတဲ့ကပဲသီလကတခါလေးကြိုးကြကြိုးကြပြက်အောင်မှာပဲသီလဆိုတာငါးပါးသီလဆိုတာအရိယာမဖြစ်မချင်းလုံးဝစင်ကြယ်တယ်လို့ပြောလို့မရဘူးလွန်ကျူးခွင့်ကြုံရင်လွန်ကျူးအောင်မှာပဲ ဒါပေမဲ့လို့ကိုကကြိုးစားပြီးတော့ထိရင်တဲ့တတိပဋ္ဌာန်ကိုပွားများရမှာသဘောပေါက်ရလားဥစဉ်ပြောတာနော်တချို့ကြတော့အဲ့ဒီသီလမပြည့်စုံတာနဲ့တရားဘာဝနာကိုမလုပ်ဘူးကွာဘာလို့မှလဲကွာမိစားတစ်ဖက်ရေမုတ်တစ်ဖက်မဒီလိုတောင်ပြောတယ်ဟုတ်လားမိစားကြီးနှစ်ဖက်လုံးကင်ထားတဲ့လူနဲ့စားရင်မိစားတစ်ဖက်ရေမုတ်တစ်ဖက်ကမကောင်းဘူးလားအေးဟိုရေမုတ်ကအာသာပေါ့ဒီမိကိုငိမ့်မယ်ဆိုရင်တော်တော်ကောင်းမယ်နော်အေးမိစားကြီးနှစ်ဖက်လုံးကင်ထားရင်တော့ငိမ့်เสียအကြောင်းကိုမရှိဘူး သဘောပေါက်ရလားအေးဒါကြောင့်ဒီဒေသနာတော်မှာတော့မြတ်စွာဘုရားကအစဉ်အတိုင်းသွားတာပေါ့နော်တိလကိုအခြေခံပြီးတော့သတိပဋ္ဌာန်တရားကိုပွားများရတယ်ဒါကလမ်းစဉ်အတိုင်းသွားရတာဟုတ်ရလား